စီပီပန်တင်နေဒီစုံမှာရှိပါတယ်ဟိုလေရတော့တော့ဝါအာဒီစုံမှာစီပီပန်ကတင်တဲ့အနည်းဆုံးမှာရှိနေအနည်းဆုံးမှာစီပီပန်ရှိနေဦးသိန်းစိန်ဆိုရတက်လာပြီးမကြာခင်မှာပဲမိချောင်းကန်သိန်းစီမြေပြန်ရဖို့တောင်းဆိုခဲ့ရကဖန်စီထိမ့်သိမ့်ခဲ့ပြီးအမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ ဦးခင်မောင်မြင့်နဲ့ဦးခင်မောင်ဝင်းတို့ကိုပြည်ထရေးဌာနကအမှုပြန်လဲရုပ်သိမ်းလိုက်ပါတယ်။ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းကတောင်းဆိုခဲ့တဲ့အပေါ်တိတိကျကျဖြေရှင်းခဲ့တာမျိုးမရှိသလိုတစ်ဖက်ဆောင်းနေထောင်နေပို့ခဲ့တာကြောင့်လက်ရှိအစိုးရတစ်ပေါ်မှာတော့မျောလင့်ချက်နဲ့ယုံကြည်ချက်တွေရှိနေဆဲပါ။ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဦးကိုစင်နန်းကနေအရှိကနေပြောတယ် အေးမြတ်တရားဤဒုက္ခနဲ့အိုးရင်ပြောင်းနေတဲ့ဘဝကိုလုံးဝကိုရှာမတွေ့တော့တဲ့ဒူးလေးရောဒုက္ခလေးရောက်နေပါလေအဲ့ဒါကိုအားလုံးချီးစစ်ဆောင်ရွက်ပေးပါလို့ဆိုပြီးတောင်းဆိုနေတာကိုအခုချိန်ကြီးဒီအစိုးရလက်ထက်မှာမလုပ်သွားပါမလုပ်သွားတဲ့အချိန်မှာကျွန်တော်တို့ကနောက်အစိုးရကိုလက်ထက်တောင်းပါစစ်အစိုးရလက်ထက်ကညီယာဥပဒေနဲ့မညီပဲမတရားဓမြတိုက်ခံရတာဖြစ်လို့အစိုးရတဲ့လက်ထက်မှာမတရားသိမ်းဆီးခံရတဲ့မျိုးတွေအတွက် နီလန်မျိုးစုံနဲ့ပြန်လည်ရရှိဖို့နှိမ့်နိုင်တောင်းဆိုသွားဖို့လည်းရှိနေပါတယ်။ဒါမဲ့ဦးတို့ကမတရားအသိခံတာလက်နဲ့ပြပြီးသိမ်းမတာစစ်စိုးရရဲ့မတရားမြေရဓမ္မတိုင်မှုအခုဒီသူကနေတင်မြောက်တဲ့အစိုးရဖြစ်နေပြီ။တကူလက်ခံအစိုးရအဖြစ်တော့တို့မမြင်ပြရစေနဲ့ဆက်လက်ပြီးတော့ကဦးတို့ရဲ့မတရားအသိမိတ်ခံတဲ့မြေတွေကိုတော့ဦးတို့မပြစ်ပြစ်တဲ့အနေနဲ့နှိမ့်နိုင်ဆောင်ရွက်ပြီးဦးတို့ပြန်လည်ပြီးတော့တောက်စုံနေမှာပဲ။ ဒီကြောင့်ကံမြေပြင်ရဖို့တောင်းဆိုခဲ့ကြတဲ့ဒေသခံတွေဟာတပိတ်စခန်းရပ်ပေါင်း340ပြည့်တဲ့နေ့မှာပဲအပြီးဖြိုခွင်းခံလိုက်ရသလိုတပိတ်စခန်းတဲက14ဦးကိုလည်းဖမ်းဆီးထောင်ချခဲ့ပါတယ်။ဒီကြောင့်ကံမြေအပိုင်း3ခုလုံးကိုတော့1992ခုနှစ်မှာတပ်ပိုင်မြေဖြစ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့တင်စီမှုကို ခံခဲ့ရတာဖြစ်ပါတယ်။